မင်္ဂလာပါခင်ဗျာစာရည်သူဆရာမြေကျိုးအင်းရေးတာတော့အလတ်နိုင်တဲ့ကျဲမခုံနိုင်တဲ့ကျဲလို့အမည်ရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးကြပါရခင်ဗျာမလတ်နိုင်တဲ့ကျဲမခုံနိုင်တဲ့ကျဲအခန်းတည်းမကြခင်စဘာပေါ်ချင်းရောက်တော့မယ်ဆိုတော့တပြေတမ်းရွာရော စစ်စည်းတော့ရွာရောလှုပ်လှုပ်ခတ်ခတ်ဖြစ်လာကြတယ်တပြေတမ်းရွာဘက်ကလည်းရွာသူရွာသားအချင်းချင်းစုံရင်ဒီတခါတော့ ငါတို့အလှဲ့ပါကွာဆိုပြီးလက်သီးလက်မောင်းတန်းကြတယ်။ရွာနေရွာရှင်တိုင်းခံဘက်ကကြီးဖြစ်ခဲ့သည်မြဒီတဲ့ချင်းတော့အနိုင်ယူမဟဲဆိုတဲ့အခိုင်ငယ်စိတ်တွေတဖွာဖွာဖတ်ပေါ်နေကြလေရဲ့။ဒီလိုနဲ့ပဲစစ်စည်းတော်ဘက်ကလည်းစိတ်ကူးနဲ့ရွှင်မြူကြပြန်တယ်။အရင်အချိန်တွေလိုအချိန်တန်တော့လည်းစစ်စည်းတော်ကစစ်စည်းတော်ပါပဲကွာ ဆိုပြီးကြွားဟန်ပြူကြပြန်တယ်။ဒါကလည်းစစ်စည်းတော်အနေနဲ့ရာဇဝင်နဲ့ရှိပြီး တပြေတန်းရွာပေါ်အနိုင်ကြီးခဲ့ဘူးတာကိုပြောရရင်တပြေတန်းရွာနဲ့စစ်စည်းတော်ရွာကရံဘက်နှစ်ရွာလိုတောင်ပြောလို့ရတယ်။ရံဘက်ရွာဖြစ်ကြပေမဲ့တပြေတန်းရွာစစ်စည်းတော်ရွာကဟိုးရခင်နှစ်ပေါင်းများစွာတုန်းကတရွာတဲ့တပေါင်းတစည်းတဲ့တရှိခဲ့ပြီးမှနှစ်ချမ်းကွဲသွားကြတဲ့ရွာနေပါပါ။လွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်တုန်းကဒီနေရာမှာပဲချွေတာယာရွာဆိုပြီးတရှိခဲ့တာပေါ့။ အဲ့ဒီအချိန်တုန်းကတော့ရွှေသားရရွာဆိုတာအင်မတန်စီကားတဲ့ရွာကြီးတစ်ခုပေါ့လေ။ရွာနီးရှုပ်ဆက်ပန်ဝိုးကျင်ရွာတွေက အမိတဟဲပြူရလောက်တဲ့အထိလေယာရှောင်းမြောင်းနဲ့ကျွယ်ဝချမ်းသာသူတွေရှိခဲ့တဲ့ရွာကြီးဖြစ်ခဲ့လေရဲ့။ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်လောက်အထိတည်ရှိခဲ့တဲ့ဖြစ်စဉ်ပါပဲ။နောက်ပိုင်းမှာကျမစိုးဝင်ရှင်တော့ရွှေသားရရွာကိုအုပ်ချုပ်တဲ့ရွာကြီးကိုစံခွေယူကိုက်ခိုင်လိုက်ရပြီးဆုံးမသွားတယ်။ အဲ့ဒီနောက်ပိုင်းကစပြီးရွှေသားရမှာတကြီးနေရအပြိုင်ဆိုင်လို့ကြရင်မဲဆွဲကြရင်တဖက်နဲ့တဖက်အငင်းခုံတွေစဖြစ်လာကြတယ်လူကြီးတဲ့အချင်းချင်းအယူဝါဒမတူညီရာကနေစပြီးရွှေသားရရွာကြီးရဲ့တည်ငြိမ်မှု အကြောင်းထင်လာခဲ့တယ်စကလုံးတိုက်ပွဲတွေဆင်နွှဲကြတယ်နောက်ဆုံးဒုတ်တပြက်ဓာတပြက်အထိဖြစ်ကြပြီးရွှေသားရရွာတဲ့နှစ်ချမ်းကွဲသွားခဲ့ရတော့တာပဲဒါက ရွှေတာယာနဲ့ပတ်သက်တဲ့တမိုင်းကြောင်းပေါ့လေ။အဲဒီနောက်ပိုင်းတော့လေယာကနေဖြတ်တန်းစီးခြင်းလာတဲ့တာယာအေးချောင်းကရွာနေရွာရဲ့နန္ဒမိတ်စီးဖြစ်လာတော့တယ်။စစ်စေးပင်တွေရှိနေတဲ့မြောက်ဘက်အချမ်းကိုစစ်စေးတော်ရွာလို့ခေါ်ပြီးတပြေပင်တွေပေါက်နေတဲ့တောင်ပိုင်းချမ်းကိုတော့တပြေတန်းရွာလို့အလွယ်ခေါ်ရာကနေအခုတော့စစ်စေးတော်ရွာနဲ့တပြေတန်းရွာရဲ့ဆိုပြီးရွာနေရွာဖြစ်လာတော့တာပါပဲ။တာယာအေးချောင်းကိုတရားတစင်ထိုးခဲ့ပေမဲ့ တရွာနဲ့တရွာကိုလူဆက်ဆံမှုအင်မတန်နှဲပါတယ်။ရုပ်ရှင်တွေထဲကလိုနှစ်ချမ်းခွဲရွာတွေရဲ့ပုံစံအတိုင်းတရွာမှာဖုံးကြီးတစ်ချောင်းစီရှိပြီးနောက်တစ်ချောင်းမှာတင်းချမ်းရှိတာမျိုးမဟုတ်ပါဘူး။ကိုရွာနဲ့ကိုဖုံးကြီးချောင်းကိုစီတင်းချမ်းကိုစီရှိကြတာပဲ။အဲတပြေတမ်းရွာဘက်ကတင်းချမ်းမှာမြေပုံတွေပိုများတာကတော့စစ်စည်းတော့ထက်ပိုတာတာတခုလို့ပြောရင်ရမယ်။ဒါကလည်းတပြေတမ်းဘက်မှာနေတဲ့သူပုံများတာကြောင့်လို့ ရေပူရအောက်ချက်ချရမှာပါပြောရရင်ရွာနေရကွဲပြီးချိန်ကစပြီးတပြေတန်းရွာက မီယိုးဖလာလေယာဉ်လုပ်ငန်းပဲဆက်ပြီးလုပ်ကန်ခဲ့တာကြောင့်ရရဆဆဘဝနဲ့ချမ်းသာတဲ့သူတိတ်မများစစ်စည်းတော့နဲ့ရှင်ရင်ပိုပြီးဆင်းရဲနှုံချတယ်လို့ဆိုရမယ်စစ်စည်းတော့ကတော့တပြေတန်းနဲ့ဆန့်ကျင်ဘက်ပါပဲအ ਨੇ စုက မီယိုးဖလာလေယာဉ်လုပ်သူတွေရှိပေသေးပေမဲ့အများစုကတော့ဘာမွေးကန်နေတူးတယ် တားတက်နိုင်တဲ့ယူပြီးရွာနေရှုပ်ဆက်ကိုအသားငါရောင်းချတယ်လို့တရားမဝင် အရက်ရှက်လုပ်ငန်းတွေလည်းရှိတယ်။ဝေရနိုင်ရင်ပြီးရောဘာမဆိုလုပ်တဲ့ရွာလူကြီးအပါဝင်ရွာသားတွေကြောင့်တပြေတမ်းရွာထက်စာရင် ပိုးပြီးကြွယ်ဝချမ်းသာလာကြတယ်။ပြီးတော့တပြေတမ်းရွာနဲ့ရှင်ရင်ပိုးပြီးဇယကျန်းတယ်လို့ဆိုရမယ်။ဒါကြောင့်လည်းတပြေတမ်းရွာဘက်ကငါတို့ရှူတဲ့လေက ပိုလက်ဆက်တယ်ဆိုပြီးရွာတွေက နောက်တဲ့လူငယ်တွေကိုအားပေးလို့ရှိတယ်။ရွာနေရွာက အကူအလူအဆက်အဆံနေတယ်ဆိုပေမဲ့စဘာပေါ်ချိန်တစ်ချိန်တော့ရွာနေရွာအဆက်အဆံရှိကြတယ်။ဒီဘက်နဲ့တကြောရဲ့အစွဲလန်းဆုံးဝါသနာတစ်ခုကတော့ကြက်တိုက်ကြတာပါပဲ။ဒါကြောင့်တပြေတမ်းရွာဘက်မှာစဘာပေါ်ပြီးငွေစားကြေးစားရွှေတဲ့အချိန်ဆိုစစ်စေးတော်ရွာနဲ့ချိန်ပွဲလေးတွေရှိတတ်တယ်လို့ငကိုအခန်းအညှိုးတေးလေးတွေရှိရကြောင်းနဲ့ချိန်ပွဲတိုင်းက မြန်မြန်ဆိုင်ဆိုင်နဲ့ရှိတတ်ကြတယ်။ကြက်ပွဲမှာစစ်စေးတော်ဘက်ကရောတပြေတမ်းဘက်ကပါရွာလုံးကျို့ရှိတဲ့မြပုံလောင်းကြတယ်။အော်လောင်းကြတယ်။ဒဲနေချင်းထပ်ပြီးလောင်းကြတာတော့ရှိတယ်။ရွာနေရွာလုံးမှာကြက်သမားတွေကိုကြည့်ရှိကြပေမဲ့စဘာပေါ်ချင်ရောက်ပြီးငွေစားကျေးစားချွင်ပြီးဆိုရင်တရွာနဲ့တားချင်းကြက်တိုက်လို့မရှိပဲ။တဖက်ရွာနဲ့တားချင်းပြီးတိုက်ကြလေရှိတယ်။ကြက်ပွဲရဲ့အနိုင်အချုံကရွာတရွာချင်းစီရဲ့ဂုံတိတ်ကဖြစ်တယ်လို့ တချို့တွေအတွက်ပုံဩယဉ်နိထရတဲ့ဘဝတစ်ခုလုံးစာလည်းဖြစ်နေလေတော့တယ်။ဒါကြောင့်စဘာပေါ်ဖို့၃လလအလိုလောက်တွေကရွာတဲ့ရဲ့ကြံသမားတွေကကိုယ့်ရဲ့တိုက်ချက်ကိုတသားသားနှုတ်နေကြတယ်လို့ချိန်ပေါ်ရဲ့နေရင်လည်းဗေဒင်မေးကြရေရရာရှိကြပြန်နေ။ကြက်တိုက်တဲ့နေ့မှာကြက်ကင်ကဘာយ៉ាងဝဲရမလဲ။တိုက်မက်ကြက်ကိုဘာနေနံနံပဲပေးရမလဲဆိုတဲ့အထိအကဲပူကြတယ်။စစ်စစ်ဆက်ဆက်ပြင်စင်လေးရှိကြတယ်။ ဒါကြောင့်လည်းအခုလိုစဘာပေါ်ချိန်နီးလာပြီဆိုတော့နှစ်ရွာစလုံးနှုတ်လုတ်ခတ်ခတ်တွေဖြစ်နေကြတာပေါ့အခန်းနှင်းတပြေတမ်းရွာဘက်မှာကြက်ကန်ကောင်းတဲ့သူက ကိုရင်ဒီရရှိတယ်သူ့ကိုမွေးတဲ့အချိန်ကရွာနေရွာကြားကချောင်းတဲ့အထိထူးထူးခြားခြားဒီရတွေတိုးလာတဲ့အချိန်မှာတိုက်ဆိုင်ပြီးမွေးလာတာ ਨੇ ပဲဒီရဆိုတဲ့နာမည်ပေးလိုက်တာတန်ငန်းစီတော့လေရွာကကိုရင်ဒီရဆိုပြီးအလွယ်ခေါ်ကြရတာကနေ လူထပ်ပြီးတဲ့အထိဒီနာမည်ပဲတွင်သွားတော့တယ်။ကိုရည်ဒီရေကသင်္ကန်းဝတ်ဘဝနဲ့ကြာကြာမနေနိုင်တာဟာလေဒီချက်ကြောင့်ပဲလို့ဆိုရမယ်။အရွယ်လေးရကလေးကသူ့အပြင်နဲ့ကြော်ဝိုင်းနေရောက်ရင်းကနေကြက်တိုင်ကြံမွေးတာတွေဝါဒနာပါလာခဲ့ပြီပေါ့။ကိုရင်ဘဝနဲ့တဝါမပြည့်ခင်မှာပဲလူထွက်ပြီးကြံမွေးကြက်တိုက်ကိုပဲဇောင်းပေးလို့တော့တယ်။စစ်စေးတော့ဘက်ကြတော့ကြက်သမားငပုရှိတယ်။ မပုကနာမည်ပြောင်းပေးထားတဲ့အတိုင်းပဲအရက်ကပုတက်တက်ဖြစ်ပြီးလူတယောက်ကိုကြည့်ရင်ပေဆောင်းဆောင်းကြည့်တတ်တာကြောင့်မပုနဲ့တဲ့တဲ့သူကတော့ရှားတယ်။စကားပြောရင်လည်းဘလောင်ပလဲနိုင်လို့တော့မပုကိုတတိထားပေါင်းကြရတယ်။ဒါပေမဲ့ငပုကိုပြည့်ပြည့်ခါခါနူးလို့မရတာကကြက်ဝိုင်းတွေကြောင့်ပဲ။ငပုကစစ်စေးတော့မှတော့ကြက်ကင်အကောင်းဆုံးလို့သတ်မှတ်ကြတယ်။ဟုတ်တယ်လေဟုတ်တယ်။ငပုကင်နဲ့ကြက်တိုင်းကအရှုံးနေတာကြောင့် စစ်စေးတော်တေပါလုံးကလည်းအချိန်တန်ရင်ရှိန်ဝိုင်းအတွက်ကြက်သမားငပုကိုပဲအာကိုကြရတယ်။ဒါကြောင့်ရွာနေရရဲ့ကြေးအကြီးဆုံးရှိန်ဝိုင်းကြီးတွေကိုသူတို့တွေရဲ့ကြက်နဲ့ပဲတိုက်လေရှိတယ်လို့စစ်စေးတော်နဲ့တပြေတန်းတူရလုံးကလည်းယုံယုံကြည်ကြည်နဲ့ပုံလောင်းနေရှိကြတယ်။တေရွာလုံးကယုံကြည်အာကိုရလောက်အောင်လဲသူတို့တွေကကြက်နဲ့ပတ်သက်ရင်စနစ်တကျရှိကြတယ်။ဂယုတဆရှိတယ်။ ။ဝါရင်ကြာတမာရိပြပြကြက်ကိုဂယုတဆိုင်နဲ့ပြုစုတယ်။တိုက်ကြက်ကောင်းတဲ့တကောင်ဖြစ်လာဖို့ကအချိန်ပြည့်ဂယုတဆိုင်နဲ့ပြုစုတယ်လို့အခါခွင့်တင်တိုင်းလက်တင်ကြာတမာလေးတွေကိုပြောပြနေရှိတယ်။ကြက်များဂယုဆိုင်ရတာလွယ်တယ်မှတ်လို့အိမ်ကအဖေအမေထက်တောင်ဂယုဆိုင်ရသေးတယ်ဟာ။အစာကျွေးရင်တော့ဒီတိုင်းပတ်ကျဲကျွေးလို့မရဘူး။အိုးဖြစ်ဖြစ်ခွက်ဖြစ်ဖြစ်ယူအဲ့ဒီအိုးအဝါကို တိတ်ဆီးပြီးမှအဲ့ဒီပိတ်ဆပေါ်အစာတင်ကျွေးရတာမြေကြီးပေါ်ချကျွေးတော့ဘာဖြစ်လဲသိလားကြက်ကအစာကောက်တော့နှုတ်သီးနာတာပေါ့ဖွတ်တဲ့အချိန်အနာတန်ရကင်းရမှာဖြစ်မှာကိုကိုရင်ဒီရေကသူ့တိုက်ချက်ကလေးရဲ့တောင်းပန်ကိုမကြည့်ရင်ပြောတော့ကာလာသားပေါက်ကလေးတွေခမခေါင်းတညိမ့်ညိမ့်နဲ့နားထောင်ရရှာတယ်ပြီးတော့သူ့ချက်တောင်းပန်တစ်ဖက်ကိုမြောက်ပြရင်ဆက်ပြောတယ်ဒီမှာကြည့်တောင်းပန်ရင်းကိုကြည့် ပုံမှန်အသားရအောင်ဒါ ਈ ပဲနေနေတာတွေ့တယ်မဟုတ်လားဒါဆိုငါကြက်ကအစီမတက်ဘူးဆိုတဲ့သဘောပဲတကယ်လို့တောင်မှန်အရင်အေးပြားအောင်မှာဝါနေပြီဆိုရင်အဲ့ဒါအစီတွေတက်နေပြီဒါဆိုရင် အစီချပေးရတော့မယ်ကြက်ကိုဘလို့အစီချရတာလဲကိုရင်ဒီရဲ့ဓာတ်နဲ့လှည့်ပြတ်ခွဲဆက်ရသေးလားလက်ခွန်းအနေမှာဓာတ်နဲ့လှည့်ချင်ရလားဟာနေပူလဲ၃ရင်း၃လင်း၅ရလောက်ကြိုးချီထားရတာပေါ့ ဒါအမှအပူတက်နဲ့ကြက်လဲအစီကြကိုရစ်စစ်သွားတော့တာပဲဒါပေမဲ့ကြက်ပန်းနေကွာဒါကြောင့်အစီမတက်အောင်အစာကျွေးကြတဲ့ကလုံးလေးဆန်တွေးတယ်ကွာစဘာကျွေးတယ်ကွာဆန်အကောင်းများတွားကြည့်လိုက်ရင်အဲ့ဒီကြက်ကတော့အစီတက်တာပါပဲဟေးကိုရင်ဒီရေကသူ့ကြက်ကလေးကိုတသသလှုပ်ရင်ရွာထဲကနောက်တဲ့လူငယ်ကလေးတွေကိုပညာဖြန့်တဲ့သဘောနဲ့ရှင်းပြတယ်ကောင်လေးတွေကလည်းလေးလေးစားစားနဲ့ပညာယူကြတယ် သူတို့လည်းကြက်တိုက်ဝါသနာပါတာဆိုတော့ဒီလိုဝါရင့်ဆရာကတင်ပေးချိန်မှာမှတ်ကြတော့တာပဲနောက်ပြီးတော့ကိုရင်ဒီရေကသူ့ကြက်တွေကိုအရန်ဂယုဆိုင်မှန်တရားလုံးကတည်ကြတယ်ကြက်ကိုညာတက်ရင်တောင်ဒီအတိုင်းတမ်းမော့တင်ပြီးတိတ်ခိုင်းတာမဟုတ် သူသာပစိုးချုပ်ပြီးအိတ်ရင်အိတ်မယ်သူ့ကြက်ကိုရှင်အောင်ချပေးပြီးမှအိတ်တာရှင်မကြိုက်တော့ခဏခဏအိတ်ရေးမပြတ်ဘူးပေါ့ကွာဒါမှကြက်ကလမ်းဆန်းပြီးအားရှိတာ ဟောဟိုကျိုးပါကကကြက်အိတ်တဲ့အိတ်ရပဲကျိုးပါကပေါ်မှာအိတ်တော့ရှေကုတ်အားမြဲမယ်ကွာအောက်ပိုင်းပိုခိုင်မယ်ကွာညသကောင်တော့ဆိုတစ်ခေါက်နိုးပြီးရေတိုက်ရအစာနဲ့နဲ့ကျွေးရတယ်အစာဝပြီးမှပြန်အိတ်တော့ပိုအားရှိလာတာပေါ့ဒီလိုအချက်ကိုဂယုဆိုင်လုံးတို့လည်းတပြေတမ်းတရွာလုံးက စစ်စေးတော့နဲ့တိုက်ဖို့ကိုရင်တရေကိုယုံကြည်ထားကြတာကိုရင်တရေကလည်းမိုးလေးမိုးရှုပ်ကြက်အလုတ်ပဲလုပ်တယ် မနက်နိုးလာလာနဲ့သူ့အမေကြော်ထားတဲ့ထမင်းအိုးကင်းပူတိုက်ကလေးစားပြီးတာနဲ့ကြက်ကိုရေကင်တော့တာပဲရေကင်နေဆိုတာကကြက်ရဲ့တောင်ဝင်တွေလဲရေကလေးဆိုလက်နဲ့တတ်ချရင်ကြက်ရဲ့ပေါင်တွေကိုလက်နဲ့ဆုပ်နေခြင်းတစ်မျိုးပါအဖေအမေသာရှေ့ဆုပ်လက်နဲ့မပြုတ်လားသူ့ကြက်ကိုတော့မနက်တိုင်းရေကင်ပေးတာပဲတွန်တန်ဆူးမှအတက်ဆူးတယ်ဆိုတော့ကြက်တွန်တန်နဲ့ဂယုဆိုင်ပြီးနားထောင်ရတယ်ဒါကြောင့်လေကိုရင်ဒီရဲ့ကြက်တွေဆိုစိတ်ရှပြီးတာတိုင် တုံယုံကြံများတော့လက်ကြည့်ကြမလို့ဘူးနောက်ဆုံးချုံရင်တော့ရုပ်ပြက်ဆင်းပြက်မချုံစီရဘူးအသေးခံပြီးတိုက်သွားတာဆိုပြီးနာမည်တလုံးညှထားတာကိုရင်တီရဲကတိုက်ချက်တိုင်းကိုဂရုတစိုက်မွေးထားပေမဲ့စိတ်ရရတဲ့တိုက်ချက်ကောင်းရဖို့ဆိုရင်ကန်လိုက်ဖို့လဲလိုသေးမှန်းသဘောပေါက်တယ်သူစိတ်ပူတာက ထုံးကျက်နဲ့ဆုံပါပဲတိုက်ချက်မျိုးကောင်းကနေ၄-၅កောင်ပေါက်လာပေမဲ့တခါတလေထုံးကျက်တွေလည်းပါတတ်တယ် အမွေးကရင့်နေတူတဲ့ကြက်မျိုးခေါင်းမှာအမောက်ကြီးကြီးရှိတဲ့ဆရကောင်းမျိုးလို့ခေါ်တဲ့နေရာကြက်မျိုးခန္ဓာကိုယ်အယောင်မဲပုတ်ပုတ်မှာအဝါပြောင်းနဲ့အဖြူပြောက်တွေရှိပြီးခေါင်းပုံစံကကြက်မနဲ့ခက်ဆင်ဆင်တူတဲ့ဆိုတဲ့မကူမျိုးတွေကိုထွန်းကျဲလို့တတ်မှတ်ကြတယ်ထွန်းကျဲဆိုရင် မကောင်းဘူးလို့အကြံပြန်တတ်မှတ်ကြပေမဲ့တမိပေါက်တယောက်ထွန်းဆိုသလိုထိုးချက်ကောင်းတကောင်ရရင်တော့ဒီနယ်တကျောမှာလှုပ်ရှားပြီတော့ပဲ။ ထုံးကျက်ဖြစ်တဲ့မကိုနဲ့ပတ်သက်ပြီးကျက်လောကမှာစာချိုးလေးတောင်ရှိသေးတယ်။မကိုကောင်းကြောက်စောက်မကိုမခဲမရားစေမကိုကျက်များကကောင်းပြီဆိုရင်ကြောင်းဆောင်ရလောက်အောင်အကျိုးပေးနိုင်ရင်တဲလို့ဆိုပေမဲ့မကိုကျက်ကမခဲရင်တော့ရှုံးလို့မရားစဲတာတော့ခံရမယ်ဆိုတဲ့စာချိုးပါပဲ။ဒါလိုမျိုးအစအစရေရတွက်ချက်ပြီးကိုရင်ဒီရေကမကြခင်ကြုံတော့မဲ့ရွာနေရာရဲ့အကြီးအကျယ်ဆုံးချိန်ဝိုင်းအတွက်စိတ်တိုင်းကြ တိုက်ချက်ကောင်းတကောင်ကို တိုးတိုးတိတ်တိတ် လေ့ကျင့်သေးရင်စကားပေါ်ချိန်ကိုစောင့်နေခဲ့အခန်းတုံးစစ်စေးတော်ဘက်ကစေတမားမပုလဲကြံမွေးကောင်းတယ်လို့ကြက်ကုတ်ကောင်းတဲ့သူအဖြစ်လဲဒီနယ်တကျောမှာနာမည်တစ်လုံးညှာထားတယ်မပုကကြက်တိုက်နေရရင်ထမင်းမိဟင်းမိပဲဘဲရွာမှာကြက်ပွဲရှိတဲ့ကြာရင်ကြက်ငတ်ပုရောက်အောင်သွားတယ်အကိုညီတောင်းလို့သူ့ကိုကြက်ကုတ်လောက်ခိုင်းရင်လည်းငင်းလေးမရှိဘူး ကြက်အကြောင်းကောင်းကောင်းနားလည်တယ်လို့ကြက်ကညာမှာလေသူကညင်တာပန်းနဲ့တယ်ကြက်ပွဲမှာ သူကင်ပေးတဲ့ကြက်နှုတ်သီးမြေထောက်ရာကနေတစ်ချက်ကောင်းပြတ်ခုတ်ပြီးနိုင်တဲ့ပွဲတွေလည်းမနေဘူးဆိုတော့သူ့ကိုယုံကြည်ကြတာလည်းအဆိုးမဆိုးသားပဲဘူးပေါ့လေအခုလာမဲ့စဘာပေါ်ချင်းချိန်ပွိုင်းအတွက်တော့စစ်စေးတော့ဘက်ကဖောင်းစိန်လေးနဲ့တိုက်မယ်ဆိုပြီးကြက်ငတ်ဖို့ကတည်င်းလွှင့်ထားတယ်ဖောင်းစိန်ဆိုတာကအလွယ်ပြောရရင် အဖြူပေါ်အစိမ့်ဖောက်ထားတဲ့ကြံမျိုးဆိုပါတော့စစ်စည်းတော့နဲ့တပြေးတမ်းအတွက်စီကံတစ်ခုတတ်မှတ်ထားတာရှိတယ်။ရှိန်ပွဲရဲ့လောင်းကြီးအကြီးဆုံးပွဲကို ပွဲမတိုးဘူးတဲ့ကြံနဲ့တိုက်လိရှိကြတယ်။အရင်နှစ်ကပွဲဝင်ပုခဲ့တဲ့တမွေးတို့တနှစ်သားနှမွေးတို့နှစ်နှစ်သားစသည့်ကြက်တွေကိုပွဲကြီးအတွက်ပြန်တောင်းခွင့်မရှိ။ဒါကြောင့်ပွဲမဝင်ဘူးတဲ့ကြက်ကိုဘယ်လောက်ထိလေ့ကျင့်သေးနိုင်လဲ။ ခုတ်လက်ကောင်းကောင်းရှာနိုင်လေဆိုတာပေါ်မှာအနိုင်ချုံးကမူတည်နေတယ်။ခုတ်လက်ရှာနေဆိုတာတခြားကြက်တကောင်နဲ့အရင်ဆောက်ခုတ်ခိုင်းတာမျိုးပေါ့။ပွဲဝင်မဲ့ကိုကြက်ရဲ့အနေထားကိုသိဖို့အတွက်နဲ့တကယ်ပွဲရောက်ရင်ပွဲမစိမ့်အောင်ခုတ်လက်ရှာပေးတာမျိုးခုတ်လက်ရှာပေးလိုက်ရွှဲကလေးထုတ်ပေးလိုက်နဲ့ပုံမှန်နေကျင့်သွားရတယ်။ခုတ်လက်ရှာပြီးရွှဲမထုတ်ပေးရင်နောက်တနေ့အဲ့ဒီကြက်အရွှဲကြက်ပြီးတိတ်တက်တော့ရွှဲထုတ်ပေးဖို့တတိထားရတယ်။ လူကမတ်တရက်ပြီးကျက်ရဲ့ရှိတဲ့နှောင်းကိုပေါင်ကြညက်ကျက်ကိုဆောင်ထိုးထားကျက်နှုတ်သေးတဲ့ရေလောင်းထည့်ပြီးဒေပင်းကိုခက်ဆက်ဆက်ကလေးပုတ်ပေးပြီးချွတ်ထုတ်ပေးရတယ်ကျက်သမားငပုကတော့သူ့ကျက်ကိုခုတ်လန့်ချပေးပြီးတုံးဘက်တိတိအနာပေးတယ်အစာကောင်းကောင်းကျွေးတယ်အာမွေခိုင်းတယ်ပြီးရင်နောက်တစ်ချိန်ခုတ်လန့်ချပြန်တယ်ခုတ်လန့်ချတဲ့အချိန်ကိုတိုးတိုးပေးသွားပြီးတက်လုံကိုလေ့ကျင့်ပေးတယ်၃လေးချိန်တော့ခုတ်လန့်ချပေးပြီဆိုရင် သူ့ကြက်ပွဲဝင်ဖို့လုံလောက်ပြီလို့တတ်မှတ်လိုက်ပြီခွန်းလှချတဲ့အချိန်အနာတရားမဖြစ်ဖို့တော့ကျန်းတဲ့ကောင်လုံးရဲ့အတက်တွေကိုအဝိပတ်ပေးထားရတာမျိုးပေါ့ခွန်းလှချတဲ့ပွဲတွေမှာသူ့ကြက်ရဲ့တောင်းမှအာယူပုံရှေးအနှုတ်သိမ်းတွေကိုကြည့်ပြီးကြက်သမားငပုကလည်းလာမဲ့ပွဲကြီးအတွက်အားရကျင်းနေနေမိတယ်ထုံးစံအတိုင်းဆိုဒီနေ့လည်းအရင်အချိန်တွေလိုပဲသူ့ရဲ့ကြက်အနံ့ရလိမ့်မယ်လို့မျှော်လင့်နေကြတယ် ီနယ်ဘက်မှာတော့တနတ်တို့နာမည်ပေးထားတဲ့သူ့ရဲ့ချက်တွေကိုပြိုင်ဘက်တိုင်းကအလေးအနက်ထားကြတယ်။ကျက်သမားငပုကသူ့ရဲ့ချက်တိုင်းကိုတနတ်လို့နာမည်ပေးပြီးနံပါတ်စဉ်တက်ခေါ်တယ်။တစ္စည်းတော်ဘက်ရောင်ဦးချောင်းကပိယဘချွေကြီးကတနတ်ဆိုတဲ့နာမည်ကိုအခါတော်ပေးထားတာပေါ့။ရဲရဲဝံ့ဝံ့အတိုင်းပဲအပြည့်ရှင်းမယ်ဆိုတဲ့သဘောတို့မှတ်ယူပြီးကျက်သမားငပုကသဘောတွေကြာနေတော့တာပေါ့။ကျက်ကပဲကောင်းတာလား။ ပေးထားတဲ့နာမည်တနက်ကပဲဆွမ်းနာလာမသေးချပေမဲ့ကျန်ကပူကတော့ကြက်ပွဲတိုင်းအောင်လံထူနိုင်ခဲ့တာကြီးပဲကျန်ကပူကိုယုံကြည်တဲ့စစ်စေးတော်ရွာသူရွာသားတွေလည်းဆူဆူပြေပြေပေါ့လေဒါကြောင့်ဒီနှစ်ကိုလည်းသူတို့ပဲနိုင်အောင်မှာလို့စစ်စေးတော်ဘက်အချမ်းကယုံကြည်နေခဲ့ကြတယ်အခန့်လေဒီနှစ်ကိုတော့တပြေတမ်းဘက်အချမ်းကကိုရင်ဒီရီတို့လည်းအထူးအားထားကြတယ်ဒီတဲ့ချိန်ကိုဝမ်းဆက်ကြက်နဲ့တိုက်ဖို့ရွေးလိုက်ကြတယ် ဝမ်းဆဲဆိုတာအမွှေးက အနီရောင်ဆိုရင် ရှေ့ထောက်လဲအနီမျက်လုံးလဲအနီနဲ့တကူလုံးအနီရောင်မျိုးအနက်ဆိုလဲတကူလုံးအနက်ရောင်ရှိတဲ့ကြံမျိုးပေါ့တက်ရက်ကောင်းကိုခြားထားပြီးတည်တည်ကြည်ကြည်လေ့ကျင့်ပေးထားတယ်လို့ကျန်ငတ်ဖို့ရဲ့တနက်ကိုနိုင်ဖို့လဲတက်သည့်နားလေတဲ့လူကြီးတွေကိုမေးပြီးပွဲဝင်မဲ့ချက်ကိုနာမည်ပေးထားပြီးပြီအခုတစ်ချိန်တပြေတန်းရာရဲ့ဝင်မဲ့ချက်နာမည်ကမြတ်တာတဲ့ဒီတော့တွေ့ကြပြီပေါ့တနက်နဲ့မြတ်တာ ကြက်ပွဲမှာဘေးဒင်းသဘောတရားတွေကတ်ကင်းတတ်တွေပါမပါမသေးရှာပါမယ်။တနတ်ကိုမြတ်တာနဲ့အနာယူမယ်ဆိုပြီးတချို့တွေကတော့တခါမောင်းခတ်နေတယ်လို့စိတ်ကူးနဲ့ကြည်နူးနေတဲ့တပြေတမ်းရွာသားတွေလည်းမနေမနှောပါပဲ။အရင်တစ်ခါကတနတ်ကိုရှုံးခဲ့တဲ့ရှုံးကျွေးလေဒီတစ်ချိန်တော့ပြန်ဆက်ကောင်းနိုင်ပါရဲ့လို့တွေးထားကြတယ်။ကြက်ပွဲအနိုင်ဆုံးကတပြေတမ်းတရွာလုံးရဲ့အောင်ပွဲဖြစ်တဲ့အပြင် ကြီးကြီးကြီးလောင်းထားကြတော့ဘဝတစ်ခုလုံးသာလောင်းကြီးလို့ပြောရင်မမှားနိုင်ဘူးပေါ့လေ။ ဒီလိုနဲ့ရှိန်ပွဲနဲ့ရောက်တော့တာယာအေးချောင်းတဲ့ဘေးကကငင်ပင်ကြီးအောက်မှာနှစ်ဖက်ရွာလုံးကျွန်းနေနေရောက်နေကြတော့တယ်။ကျက်နှက်ကောင်ကပ်ပြီးစိန်ခေါ်တဲ့ပွဲအသေးလေးတွေကလည်းမနက်ပိုင်းတည်းကသူ့အဆုနဲ့သူတချင်းချင်းနဲ့ရှိနေကြတယ်။ကျက်သမားတွေကကိုကျက်ကိုကိုပိုက်ထားပြီးကိုတိုက်ရှင်နဲ့ကြက်တွေ့ပြီ။ကြက်ကြက်ချင်းကိုလုံးချင်းတစ်ချက်ကလာရင်ဒါဟာကြက်ပွဲရဲ့စိန်ခေါ်နည်းတစ်မျိုးပဲ။ပြီးရင်တော့ကိုကျက်ကိုလာကတ်တဲ့ကြက်ရဲ့အလောင်းအယက် ကြံအတက်အခြေတွေတိုင်းပြီးအလုံးအရက်တို့ရင် လောင်းကြီးကိုဒဲလောင်းကြတယ်။ဒါမှမဟုတ်တစ်ဖက်ကအလုံးအရက်ကြီးနေရင်တော့ကြေးကြောပေးခိုင်းပြီးလောင်းလေရှိကြတယ်။ကတ်လောင်းတဲ့ပွဲလေးတွေရှိပေမဲ့အတေးကချိန်ဝဲဖြစ်တဲ့စစ်စေးတော်ကကြံကပူရဲ့တဏ္ဍနဲ့တပြေတန်းကကိုရင်ဒီရရဲ့မြစ်တာတို့ရဲ့ချိန်ပွဲကိုပဲလူတွေကမျှော်လင့်အားထားကြတယ်။ကိုရဘက်ကနေကိုစီကိုစီကြေးကြီးကြီးလဲလောင်းကြီးထပ်ထားကြတယ်။ စစ်စေးတော်ဘက်ကလည်းတဏှတ်ကိုယုံကြည်တယ်လို့တပြေတမ်းဘက်ကလည်းမေတ္တာကိုယုံကြည်ထားကြတယ်စစ်စေးတော်ဘက်ကတဏှတ်ပါရင်ပွဲပြီးတယ်လို့ကြွေးကြော်ကြတယ်လို့တပြေတမ်းဘက်ကလည်းမေတ္တာဆိုတာအရာရာကို အနိုင်ယူပါတယ်ဆိုပြီးခွန့်တုံပြန်ကြတယ်ဒီလိုနဲ့အာလုံးစောင့်မြုံနေတဲ့ကိုရင်ဒီရင်နဲ့ကြံကပုတို့ရဲ့ကြပွဲကြီးစတင်တော့တယ်နှစ်ယောက်တလုံးကလည်းအုံအုံကြွကြွနဲ့အားပေးကြတယ်ပွဲစပြီးတိတ်မကြခင်မှာပဲမေတ္တာကခတ်တော့တော့ဝင် ခတ်တတ်သွားထွက်ပြီးဦးဆောင်ခွန်ခွန်နေတော့တပြေတမ်းရွာကသူတွေပျော်မဆုံးတပြုံပြုံဖြစ်နေကြတော့တာပဲမနိုင်တာကြာပြီဆိုတော့ဒီတစ်ချိန်တော့မျောနှင်းချက်ကြီးနေတော့တာပေါ့လေစစ်စေးတော်ဘက်ကကြေးကြီးကြီးလောင်းထားတဲ့သူတွေကလည်းရင်တမမနဲ့ဖြစ်နေကြတယ်ဒီဘွဲကိုစစ်စေးတော်ဘက်ကကြက်တမငပုနဲ့တပြေတမ်းဘက်ကကိုရင်တီတို့ကပဲကြက်ကုလောက်ကြတယ်ကြက်ဘွဲတစ်ဘွဲမှာကြက်ကုရဲ့အခန်းကဏ္ဍကအရေးကြီးဆုံးဆိုတော့ သူတို့ကိုယ်တိုင်ကြက်ကုလုပ်နေကြတာကြက်ကုကောင်းရင်ခေါင်းကိုက်ဆိုင်ကြနေတဲ့ကြက်တောင်တစ်ချက်ကောင်းခုတ်ပြီးပွဲသိမ်းပေးနိုင်တာဆိုတော့ဂရုတဆိုင်နဲ့ကြက်ကင်နေကြတယ်ခုံးနဲ့ရှားခြင်းကလေးကကိုကြက်အကြောင်းကိုတိထားကြတာဆိုတော့ကိုရင်ဒီရင်ကလည်းသူ့ကြက်မြစ်တာကိုအားရနေတယ်လို့ကြက်ငပုကလည်းသူ့ကြက်တနက်အကြောင်းကောင်းကောင်းသိသူဖြစ်တာကြောင့်စိတ်မပူပဲမျက်ရည်မပြတ်စောင့်ကြည့်နေတယ် ပွဲစပြီးမိနစ်20အနည်းထိအပြန်အလှန်ခွင့်နေကြပါမယ်။မြတ်တာကပုံပြီးတက်တက်ကြွကြရဲစိတ်ရဲမှန်တွေအပြည့်အနဲ့ခွင့်နေတယ်။တဏ္ဍကတော့အပူးမခံပဲလေထဲမှာစုံတိုင်းပြန်ပြန်ပြီးရိုက်ချနေတယ်။ဘေးကကြီးနေကြတဲ့သူတွေအတွက်တော့တဏ္ဍရဲ့ခေါဟန်ကမထီတထီလို့ထင်နေကြတယ်။တဏ္ဍရဲ့အတက်ကထိထိမိမိမရှိဘူး။မြတ်တာကိုစူးမနှက်စေဘူးလို့ထင်နေကြတယ်။ဘယဲတရဲနဲ့ ြောက်ကန်ကန်နေတာလို့ထင်နေကြတယ်။ဒီတော့တပြေတမ်းဘက်ကပို့ပြီးအတက်လာကြတယ်။နောက်ထပ်လောင်းတဲ့လောင်းကြီးတောင်အပေါ်ကြီးဖြစ်လာတယ်။တိတ်မကြခင်မြေတားကပွဲသိမ့်ပေးနိုင်တော့မယ်လို့လည်းထင်နေကြပြီလေ။တနက်ဘက်က လောင်းထားတဲ့စစ်စေးတော်ရွာခန်တွေကတော့ဒီတဲ့ချိန်တော့သွားပါပြီကွာဆိုပြီးစိတ်ချော့ကြပြုနေလေရဲ့တိုက်လာတာလည်းတနာရီလောက်ရှိလာပြီအနိုင်ရှုံးကပြက်ပြက်သားသားမဖြစ်လာသေးတတိယအခေါက်အနေနဲ့ကျက်နှက်ကောင်ကိုပြန်ခွဲပြီးကြက်ကူကြပြန်တယ ကျကူတို့ရဲ့ထုံးစံအတိုင်းခိုးချက်ထိထားတဲ့နေရာကိုလက်ပူတိုက်ပေးရတယ်။ဖူးရောင်စားပြုတ်နေတဲ့ကြက်ကောင်းကိုဗစက်နဲ့ငုံပြီးအာငွေ့ပေးရတယ်။ကြက်တော့မွေတစ်ချောင်းကိုလဲပင်းနဲ့ထိုးထက်ပြီးရွှဲထုတ်ပေးရတယ်။နီးကုန်လန်းကုန်ကိုပြီးကြက်ဝိုင်းလေကိုပြန်လွှတ်ပေးလိုက်တော့ကြက်နဲ့ကောင်ကအရင်တကားထက်ပိုပြီးထူးထူးထောင်ထောင်ဖြစ်လာကြပြန်တယ်။အချိန်ကြာလာပြီးမှမြစ်တာကဇွဲမချော့ပဲအားအပြည့်နဲ့အတင်းဝင်အတင်းထွက်ခွနေတော့ တပြေတမ်းဘက်ကကြည်ရတာအာတက်နေကြတယ်။တနက်ကတော့မြတ်တာလောက်မောပုံမပေါ်ပဲ။အခုအထိမထိတထိခွနေသေးတယ်။ဒါပေမဲ့တပြေးပြေးနဲ့ပွဲချိန်ကြာလာတော့တပြေတမ်းဘက်က မြတ်တာ ကိုဟန်ရင်းရင်လာတယ်။ရှီလန်းတွေမမှန်တော့သလိုခုတ်ချက်တွေလည်းအားမပါတော့ဘူး။ခွနေရင်းနဲ့တစ်ချက်တစ်ချက်ခေါင်းငိုက်ဆက်ကြာလာတယ်။ပြန်ပြေးကြမှာအခြေတွေ ရိုင်းလာတယ်။ဒီတော့မှစစ်စေးတော့ဘက်ကကြံငပူရဲ့တနက်က အကျော်ခွတ်တဲ့ကြံအမျိုးအစားဖြစ်နေမှန်းသိရလေတော့လေအကျော်ခွတ်တဲ့ကြံမျိုးဆိုတာကကြီးလိုက်ရင်ခုတ်ပုံကမထီတထီလို့ထင်ရပေမဲ့တဖက်ကျက်ရဲ့ဥပေါင်းကအရေးကြီးတဲ့အကျော်တွေကို အတက်နဲ့လိုက်ထောက်တဲ့ကြံမျိုးပေါ့အတေးကအကျော်တွေအထီခံရတာများလာနေတော့မြစ်တာကအာရင်နေကုန်ခန်းလာပြီးတရင်တရင်ဖြစ်လာတော့တယ်ဒီတော့မှတနက်ကမြစ်တာကိုဇိမ်ပြင်းနေပြင်းနဲ့ထိထိမိမိရွှေတော့တာပါပဲ။ ကိုရင်ဒီလည်းကိုရှိတောင်မရတော့ဘူးသူရဲ့မြတ်တာဘုံဘုံလဲတော့တယ်ဒီတကားလည်းတပြေတမ်းဘက်ကမျောနေချက်တွေအရင်အချိန်တွေလိုပဲနဲ့မြုပ်သွားရပြန်တော့တာပဲအရှုံးကြီးရှုံးသူတွေအထိနာကြီးနာသူတွေ ਨੇ တပြေတမ်းရွာဘက်မှာနလန်မထူနန်ဖြစ်ကြရပြန်တယ်ပွဲပြီးမီးသည်ဆိုတဲ့တကားရှိပေမဲ့နောက်နေ့တွေရောက်တဲ့အထိစစ်စေးတော်ဘက်ကလည်းစမြုပ်ပြန်လို့ကောင်းနေသေးတယ်လို့တပြေတမ်းဘက်ကလည်းဝမ်းနဲ့ပက်လက်ဖြစ်သူတွေကျိမ့်မနိုင်ခဲမရဖြစ်သူတွေ ਨੇ ဒေါသတွေလောင်မြိုက်နေကြတယ်။ရွာတွေကကာလာသားတို့ကတော့မေတ္တာလို့နာမည်ပေးကမွန်းတက်ထားတဲ့လူကြီးကိုမစီမဆိုင်ပြစ်တင်နေ။အဖတို့နဲ့အဆတွေကလွဲချက်ဗျာ။ဟိုကတဏ္ဍာဆိုကမှအဖတို့ကမေတ္တာလုံနေသေးတယ်။မတကသူတဏ္ဍကိုတဏ္ဍပေါ့။သူပြီးအားမလို့အားမရပြောကြတဲ့သူတွေလည်းရှိတာပါပဲ။ကျွေတလက်ကြက်ခုံဆိုတဲ့ဇကပုံရှိပေမယ့်တပြေတမ်းရွာအတွက်တော့အခုတည်းထိကျွေတလက်မရောက်နိုင်သေးတယ်လို့ ကြက်ကလည်းမခုံနိုင်သေးဘူးအရှုံးတွေလည်းများလာပြီတပြေတမ်းရွာအတွက်အရှုံးတွေများနေပေမဲ့နောက်တဲ့ချိန်စပားပေါ်ချိန်ကိုကိုစီကိုစီကြိတ်ပြီးအားခဲနေကြတော့မှာပဲအဲ့ဒီအချိန်ရောက်ရင်စစ်စေးတော့ကကြက်သမားငပုနဲ့တပြေတမ်းကကိုရင်တည်လို့လည်းပြန်ဆောင်ကြအောင်မှာပေါ့အဲ့ဒီအချိန်ရောက်ရင်တပြေတမ်းဘက်ကပဲရှုံးကျွေးပြန်ဆက်နိုင်ပါမလားထပ်ပြီးပဲရှုံးကျွေးထက်တင်အောင်လိမလားဆိုတာလဲစောင့်ကြည့်ရအောင်မှာပေါ့အခုထိတော့ တပြေတည်းခင်ဗျာရှုံးလို့ကောင်းတော့ပါပဲဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာမြေကျိုးအင်းရေးသားသောမလတ်နိုင်တဲ့ကျဲမခုံနိုင်တဲ့ကျဲလို့အမည်ရတဲ့ဝိထုတိုလေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီပေါ်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီပေါ်မောင်နှမများအားလုံးကိုစိတ်နှပါရွှင်လန်းရှမ်းမြေကြပါစေခင်ဗျာ